အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ AKA Entertainment Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့အကြီးတန်းတဲ့ပြူမာကိုတီထောင်ခဲ့တဲ့ညီကိုနှစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးမှဖြစ်လို့ကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ အဒီတနဲ့ပူမာဆိုတဲ့ကပကျော်အကစားဖနက်ကုမ္ပဏီကြီးနှစ်ခုရဲ့တမိုင်းအစားဟာမတူညီတဲ့ကုမ္ပဏီတွေရဲ့ပြင်ဆင်မှုမဟုတ်ပဲညီကိုနှစ်ယောက်ကြားကပြင်ဆင်မှုပဲဖြစ်ပါတယ်။ဒီဇက်လန်ဟာမိသားစုကြီးတစ်ခုကနေပေါ်ထွက်လာတဲ့အငင်းပွားမှုနဲ့ရှင်ပြိုင်မှုမုန်တီးမှုနဲ့စီးပွားရေးအောင်မြင်မှုကြားကဖနက်ကုမ္ပဏီအဖြစ်စတင်ခဲ့တာပါ။1698ခုနှစ်မှာရူတီဟာဆင်းရဲတဲ့မိသားစုကနေမွေးဖွားခဲ့ပြီးနှစ်နှစ်အကြာမှတော့သူ့ရဲ့ညီအက်ဒီကိုမွေးဖွားခဲ့ပါတယ် ီပါနှစ်ဦးလုံးကလည်းဖနက်ဆက်ယုံမှာအလုပ်လုပ်ကြတာကြောင့်မိသားစုအခြေအနေကခက်ခဲပြီးကလေးဘဝတစ်ခုလုံးကတည်ငြိမ်မှုမရှိတဲ့ဘဝတစ်ခုဖြစ်ခဲ့ပါတယ်။ချိန်ကာလကြာလာတဲ့အခါမှာအက်တီဟာအကစားအတွက်အထူးဖနက် special ဖန်တီးရည်ကိုစိတ်ဝင်စားလာပြီးမိခင်ရဲ့ဝတ်လျော်တဲတဲ့ကိုအလုပ်ယုံတစ်ခုလုံးပြောင်းပြီးစတင်လုပ်ကင်ခဲ့ပါတယ်။လစမီမရှိပစ္စည်းမရှိဘဲနဲ့သူ့ရဲ့အတွေးအမြင်နဲ့အသက်ပညာကိုသုံးပြီးမျိုးဆက်တစ်ဖန်တီးခဲ့တာကအဆပါ FD ဟာဖနက်လောက်ရန်လိုအပ်တဲ့ပစ္စည်းများကိုမဝယ်ဘဲလိုအပ်သောပစ္စည်းများကိုစစ်မြေပြင်မှာရှာဖွေရင်းတည်ရည်ပြတဲ့ဇပိုင်းကွေတွေကိုထည့်သုံးပြီးအားကစားဖနက်တရံကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒီဖနက်ဟာအကျန်းခံတာကြောင့်သူ့မျိုးမှာနာမည်ကြီးလာခဲ့ပါတော့တယ်။နိုင်ရဲ့အသေးစိတ်အချက်လက်တန်ကိုဆွဲလန်းလာပြီးမတူညီတဲ့ပစ္စည်းတွေနဲ့ဒီဇိုင်းတွေကိုစမ်းသပ်ကြည့်တော့သူ့လုပ်ငန်းကချက်ထွင်ဖို့လားလာရှိတယ်ဆိုတာသိတာထင်ရှားလာတာကြောင့်အတီရဲ့အကိုရူဒီကအလောက်ကထွက်ပြီးမိသားစုရဲ့ဖနက်လုပ်ငန်းမှာဝင်ရောက်လာပါတယ်။ FDA ရဲ့အမှုပညာတဘောနဲ့ Rudy ရဲ့ရောင်းအားတိုးပွားအသက်ပညာတို့ပေါင်းစပ်ရာကနေစီးပွားရေးကြီးတစ်ခုကိုဖန်တီးခဲ့ကြပါတယ်1924ခုနှစ်မှာ Tesla ဆိုတဲ့အက္ကစားဖနက်ဆက်ရုံကိုညီကိုနှစ်ဦးပူးပေါင်းတည်ထောင်ခဲ့ကြပါတယ်အက္ကစားသမားတွေကနေစတင်ပြီးသူတို့ဖနက်တွေကိုဝယ်ယူလေ့လာကြပြီးစီးပွားရေးဟာတကယ်အောင်မြင်လာပါတယ်ဒူတီဟာဂျာမနီအတွင်းရှိအက္ကစားကလပ်တွေကိုတက်ကြစွာတွားရောက်ပြီးသုံးဆွဲခန်းကြော်ညာပြီးရောင်းအားတိုးလာအောင်ကြိုးစားခဲ့ပါတယ် ဒါပေမဲ့ညီကိုနှစ်ဦးကြားမှာအမြဲတမ်းနားလည်မှုမရှိကြဘဲပြဿနာတွေတိုးပွားလာခဲ့ပါတယ်။မတူညီတဲ့စီးပွားရေးယူဆချက်တွေမိသားစုအတွင်းခင်မင်မှုမရှိတဲ့အခြေအနေတွေကြောင့်အဆုံးမတူတိုးဟာလမ်းခွဲခဲ့ကြပါတယ်။အတီဟာအတီတက်ကိုတီထောင်ခဲ့ပြီးသူ့ရဲ့အမှုပညာနဲ့သစိမ်းစွမ်းရည်ကိုတော်တော်လေးအသုံးချခဲ့ပါတယ်။အချားတစ်ဖက်မှာတော့ရူတီဟာပြူမကိုစတင်တည်ထောင်ခဲ့ပြီးသူ့ရဲ့စီးပွားရေးပညာနဲ့ဈေးကွက်ထက်ကိုတွက်လက်စာဝင်ခဲ့ပါတယ် ူတို့ကတမျိုးထဲမှာနေကြပေမဲ့လူထုကိုပါခွဲထုတ်လိုက်ပါတယ်အတိတ်တကိုဝတ်ထားတဲ့သူတွေပြူမကိုချစ်တဲ့သူတွေဆိုပြီးမျိုးတမျိုးဟာနှစ်ပိုင်းကွဲခဲ့ပါတယ်ညီကိုနှစ်ယောက်ကြောင့်ဖွားမြင်လာတဲ့စီးပွားရေးနှစ်ခုဟာပြန်သူရက်တီဗီအမြဲမဟုတ်တဲ့တမိန်ကာလတစ်ခုကိုဖန်တီးခဲ့ပါတယ်အဒီတရဲ့ဖနက်တွေဟာအရေးတွေမြင့်လာတဲ့အခါမှာဝန်ထမ်းဤအတွက်လည်းတဖြည်းဖြည်းတိုးလာပါတယ်။အထူးသဖြင့်ပေါ်လုံးပွဲများလာတဲ့အချိန်တွင်အဒီတဖနက်ဟာလူကြိတ်များလာခဲ့ပါတယ်။ ထိုအခါရူတီဟာဘောလုံးအသင်းများကိုအခမဲ့ဖလက်များပေးခြင်းဖြင့်အမတ်တဆက်ကို ပုံမိုကျေပြတ်အောင်မိတ်ဆက်ခဲ့ပါလေ။ဒါကြောင့်အက်ဒီနဲ့ရူတီတို့နှစ်ဦးစလုံးအတွက်ဖနက်လုပ်ငန်းကတက်ကြွလာတော့လေသူတို့နှစ်ယောက်ရဲ့နောက်ွယ်မှာနိုင်ငံရေးတွေနဲ့တင်းမာမှုတွေကတော့တဖြည်းဖြည်းဖြစ်လာခဲ့ပါလေ။ဒလာရဲ့နာစီအစိုးရကနိုင်ငံတစ်ခုလုံးအတွက်အာကစားကိုနိုင်ငံရေးနှီးပညာတစ်ခုအဖြစ်အသုံးချလာတဲ့အချိန်မှာအက်ဒီနဲ့ရူဒီတို့ဟာနာစီပါတီထဲဝင်လာခဲ့ကြပါတယ်။ တို့အနေနဲ့အားကစားဖနက်လုပ်ငန်းကိုတိုးချဲ့ဖို့အတွက်ရှေးဆုံးကနေခဲ့ပြီးနာစီအစိုးရထံကနေများစွာသောအကျိုးမြတ်ရရှိခဲ့ပါတယ်။တကယ်တော့1936ခုနှစ်ကဂျာမနီမှာကျင်းပတဲ့အိုလံပစ်ပြိုင်ပွဲဟာသူတို့အတွက်အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲကိုရုပ်မြင်သံကြားနဲ့ပထမဦးဆုံးထုတ်လွှင့်ခဲ့ပြီးအားကစားသမားများအတွက်ကြော်ညာဖနှက်များဝတ်ဆင်နိုင်ပြီးပြည်ပြေဆောင်သောချွေးရောင်စည်းကွက်တစ်ခုဖြစ်ကြောင်းညီကိုနဲ့ရောက်သိရှိနားလည်ခဲ့ကြပါတယ် အဲ့ဒီအချိန်မှာပဲအာဖရိကန်အမေရိကန်အကစားသမားဂျက်စီအိုဝင်ဟာအက်ဒီကိုတွေ့ပြီးသူ့ရဲ့အပြေးဖက်ကိုဝုတ်ဖို့သဘောတူခဲ့ပါတယ်။ထိုဖက်နဲ့ဂျက်စီဟာရွှေတဆိတ်စုရရှိခဲ့ပါတယ်။ရွှေဖက်စုရတဲ့အကစားသမားဟာသူ့တို့ရဲ့ဖက်ဝုတ်ထားတာကြောင့်မကြာခင်မှာတက္ကပါလုံးကအော်ဒါတွေရရှိလာခဲ့ပါတယ်။ဟစ်တလာဟာလူမဲတွေထက်ဂျာမန်လူမျိုးကတာလွန်နဲ့မျိုးနွယ်ဆိုတဲ့ဝါဒနဲ့အကစားပြိုင်ပွဲကိုဆွဲမြဲစေချင်ခဲ့ပေမဲ့ဂျက်စီအိုဝင်ကဒါကိုတော်လန်လိုက်ပါတယ်။ အဟာအဒီတာဖနက်နဲ့ဖန်တီးလိုက်တဲ့လူသားချင်းညီညွတ်မှုနဲ့အကစားရဲ့စစ်မှန်တဲ့အတဲ့ပဲကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အိုလံပစ်ပြိုင်ပွဲပြီးချိန်မှာတော့အဒီတာနဲ့တဇလာဆက်ယုံမှာအော်တာများတိုးလာပြီးစီးပွားရေးအောင်မြင်မှုများစွာရရှိခဲ့ပါတယ်။ဥတော်မကြခင်မှာညီကိုနှစ်ဦးကြားစီးပွားရေးယူဆချက်မတူမှုထိန်းချုပ်မှုမတူမှုနဲ့တဘောမတူမှုများကြောင့်စီလုံးမှုပြက်စီးလာပါတယ်။ ဒီကအမတ်တဆက်ရဲ့အောင်မြင်မှုဟာသူ့ဒီဇိုင်းမရှိရင်မဖြစ်နိုင်ဘူးလို့ထင်ခဲ့တယ်လို့ရူဒီကလည်းရောင်းအားမရှိရင်ဒီဇိုင်းတစ်ခုလုံးမတည်နိုင်နိုင်ဘူးလို့ထင်ခဲ့တာကြောင့်ဂျာကတင်းမာမှုတွေကပိုတိုးလာပါတယ်ဒီရကပါစစ်အပီးမှာတော့နာစီစစ်အစိုးရနဲ့ပတ်သက်မှုကြောင့်စီးပွားရေးလုပ်ငန်းအများပြားဆုံဆန်းစစ်ဆေးခံနေရတာကြောင့်တက်စလာဆက်ယုံမှာလည်းဖိစီးမှုတွေတိုးလာပါတယ်။မိအကိုနှစ်ဦးရဲ့သဘောမတူမှုတွေကတော့အဖြေမရှိတဲ့အဖြစ်ဖြစ်ပေါ်လာပြီးအဆုံးမှာရူတီကတက်စလာကနေကွဲထွက်တာသူ့ရဲ့ကိုယ်ပိုင်အမတ်တဆိတ် ဒူမာကိုစတင်တည်ထောင်ခဲ့ပါတယ်။အတီကတော့အတီတက်ကိုဆက်လက်ပိုင်ဆိုင်နေပြီးညီကိုနှစ်ယောက်ချင်းပြိုင်မှုဟာဒီအချိန်ကစပြီးတရားဝင်ဖြစ်လာခဲ့ပါတယ်။စစ်ပွဲအတွင်းမှာအတီကသူ့အပေါ်တွင်လုပ်ငန်းပိုင်ဆိုင်မှုရယူဖို့ကြံစည်နေတယ်လို့ရူဒီကတန်တရားဖြစ်လာခဲ့ပါတယ်။အတီဟာထုတ်လုပ်မှုဤပညာပိုင်ကိုကြွန့်ကျင်တဲ့သူဖြစ်လို့အင်အားကြီးလာတဲ့အချိန်မှာရူဒီကိုဖြည်းဖြည်းနည်းနည်းလုပ်ငန်းကနေခြောက်လွဲပစ်လိုက်တာမျိုးဖြစ်လာခဲ့ပါတယ်။ ဤကိုနှူဟာတအိမ်ထဲနေရတာမိသားစု အတူတူနေရတာကြောင့်တင်းမာမှုကပုံမူနှက်ချင်းလာခဲ့ပါတယ်။အမိတ်စစ်သားတွေကပုံကျဲတဲ့အချိန်မှတောင်တဦးရဲ့အပြောစုကတခြားသူတဦးကိုမနာလိုမှုတွေနဲ့ပြောလိုက်တဲ့စကားတွေဖြစ်ဖြစ်သွားခဲ့ပါတယ်။ဦးတီကိုနာစီအစိုးရနဲ့နီဆာပတ်သက်မှုကြောင့်စစ်ပီနောက်စစ်တုပ်ပန်းစခန်းမှာတနေ့အထိဖမ်းဆီးခံခဲ့ရပါတယ်။သူအမြင်အရဒီအရာတွေဟာအတ္တိကသူ့ကိုဖယ်ချဖို့ကြံစီပြီးမဟာမိတ်များထံမှတတ်တဲ့အဖြစ်ပြောပြခဲ့လို့ဖြစ်တယ်လို့ယုံကြည်နေပါတယ်။ ။ဤရာဟာညီကိုချားမာယုံကြည်မှုတွေပြက်ဆဲသွားပြီးရန်သူအဖြစ်ရောက်သွားစေခဲ့ပါတယ်ခင်ဗျာ။လူတီနဲ့အတီရဲ့ဇနီးတွေချားကဆက်ဆံရေးဆွဆဲမှုတွေလည်းရှိနေခဲ့ပါတယ်။အတိအကြမသိနိုင်ပေမဲ့ယခင်ကချုပ်ထွေးမှုတွေနဲ့မိသားစုတစုပြည့်စည်တာကိုပြသလိုက်ပါတယ်1948ခုနှစ်မှာတက်စလာကိုနှစ်ခုကွက်ထပ်ပြီးအတိကအတိနဲ့အဖြစ်မှတ်ပုံတင်ခဲ့ပြီးရူဒီကရူတာလို့စတင်ခဲ့ပေမဲ့နောက်ပိုင်းမှာတူမာလို့ပြောင်းလဲခဲ့ပါတယ်အန်တီမှုနောက်ကရည်ရွယ်ချက်ကလည်းရှင်းပါတယ် အက်တီကသူ့နာမည်နဲ့တက်စလာကိုပေါင်းပြီးအက်တီတက်လို့နာမည်ပေးခဲ့ပြီးရူတီကပြူမာဆိုတာလွတ်လပ်မြန်ဆန်တဲ့အကစားသမားရဲ့စိတ်တက်ကိုဖော်ပြတဲ့နာမည်လို့ယုံကြည်ခဲ့ပါတယ်ခင်ဗျာသူတို့နေတဲ့မြို့ဟာအက်တီတန်နဲ့ပြူမာဆိုတဲ့မြစ်တစ်ဖက်တစ်ချက်စီမှာရှိတဲ့ပြိုင်ဖက်ကွန်မြူနတီနှစ်ခုဖြစ်လာခဲ့ပါတော့တယ်အက်တီတက်ကိုရွေးတဲ့ဝန်ထမ်းတွေကသူတို့ရဲ့ကလေးတွေကိုတချောင်းထဲပို့ကြပါတယ်ပြူမာဝန်ထမ်းရဲ့ကလေးတွေကလည်းအခြားကျောင်းကိုသွားကြပါတယ် မိသားစုများကြားမှာတော့မကြာခဏမနစ်မျိုးတဲ့တဘောမျိုးဖြစ်နေခဲ့ပြီးတမျိုးထက်အတွင်းမှာပဲအဖွဲတွေ꿰လာခဲ့ပါတယ်။ဦးမားဖနက်ကိုအတ္တိတရှိရာမျိုးချမ်းမှာဝတ်စင်ရင်တော့ရာစုဝတ်မှုလိုမျိုးခံယူမှုရှိနေတဲ့အထီးပြင်းထန်တဲ့ပြင်ဆင်မှုတွေဖြစ်လာခဲ့ပါတော့တယ်။1946ခုနှစ်မှာအတ္တိကအဖြူရောင်တည့်ရဲ့အစင်းချောင်းသုံးချောင်းကိုပကြီရေးပြီးအတ္တိတရဲ့တမှုထူးခြားတဲ့ဒီဇိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ပူမာကလည်းထင်ချလာခဲ့ပြီးဖနန်နီးပညာနဲ့ဒီဇိုင်းအရာအလွန်တိုးတက်လာခဲ့ကြပါတယ် 1954ကပပလာမှာဂျာမနီအသင်းနီးပြားကအက်ဒီတာဖနက်ကိုဝတ်ဆေဖို့စာချုပ်ချုပ်ခဲ့တာကြောင့်ပူမာတို့နောက်ကျကြံခဲ့ရပါတယ်။အက်ဒီဟာအက်ဒီတာဖနက်ကိုချိန်ညှိနိုင်တဲ့စတုတ်နီးပညာကိုထည့်သွင်းခဲ့ပါတယ်။မိုးရွာတဲ့နေ့မှာဟန်ဂေရီကစားသမားတွေရှေလျှော်နေချိန်မှာဂျာမနီကစားသမားတွေကချိုးချိုးဆဆကစားနိုင်ခဲ့ပြီးပြိုင်ပွဲကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါဟာဂျာမနီပြည်သူတွေအတွက်စစ်အပီနောက်ဆုံးကြီးမြတ်တဲ့ဂုဏ်ယူဆရာဖြစ်လာခဲ့ပြီးအက်ဒီတာဟာနိုင်ငံအမှန်တဆိုင်နဲ့လည်းတင်စားခံခဲ့ရပါတယ်။ ပူမာနဲ့အဒီတနှစ်ခုလုံးဟာနိုင်ငံခြားဈေးကွက်များသို့ဝင်ရောက်ပြီးဖက်နက်အပြင်ပေါင်းပြီးအင်ဂျီရှိအိတ်စတဲ့အခြားထုတ်ကုန်တွေကိုလည်းမြတ်သားစွာစတင်ရောင်းချလာခဲ့ပါတယ်။စင်ဆက်မပြတ်ပြန်ခဲ့ကြပေမဲ့ညီကိုနေရဟာသူတို့ရဲ့သားတွေကိုလည်းလုပ်ငန်းခွင်နဲ့တွင်းဖို့ကြိုးစားခဲ့ပါတယ်။အဒီရဲ့သားဟော့ဟာအဒီတက်ကို ဆက်လက်ဦးဆောင်ပြီးရူတီရဲ့သားအာမင်ဟာပူမတ်ကို ဆက်လက်ကာကွယ်ခဲ့ပါတယ်။ တာနှစ်ယောက်လဲအချင်းချင်းစတိုက်ပြိုင်နေရင်နိုင်ငံခြားဆေးကွက်တွေနဲ့ဤပညာတိုးတက်မှုတွေနဲ့တကပါလုံးမှာကြီးထွားလာခဲ့ပါတယ်။စီးပွားရေးထဲမှာပထမဆုံးအကြီးအမားဆုံးပြိုင်ဆိုင်မှုတစ်ခုကတော့အာကစားသမားတွေကိုစပွန်ဆာလုပ်ဖို့ကောင်းတဲ့သူကဘသူလဲဆိုတာပါပဲ။အဒီတဟာသူတို့ရဲ့ဖက်နက်ကိုဝုတ်ဖို့လူကြိတ်များတဲ့ဂျာမနီကစားသမားတွေကိုငွေကြေးသုံးပြီးကမ်းလှမ်းခဲ့ပါတယ်။ဘူမန်ဟာလည်းအကစားပွဲတွေအတွက်ထေချာလှုပ်ရှားခဲ့ပြီးငွေအမြောက်အများသုံးဆွဲကာကျယ်ပွင့်ကစားသမားတွေနဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ တကပါလုံးကဘောလုံးအကစားဖန်နေကြထင်ရှားနေတဲ့ဇက်လန်တစ်ခုကတော့1990ကပဖလားပွဲမှာပလာစီအသင်းရဲ့ကစားသမားပီလီအကြောင်းပါပီလီဟာဖနက်ကျိုးရှိဖို့ဆိုပြီးပွဲမစခင်တန်ကိုခဏရက်ခိုင်းလိုက်ပါတယ်ဒူးထောက်ပြီးသူ့ရဲ့ပူမဖနက်ကိုရှိလိုက်ပါတယ်အဲ့ဒီတင်းငယ်တဲ့အခိုက်တန်းကြောင့်ပဲပူမဟာကပတဝမ်းမှာအံ့ဩစရာရုံမြင့်တန်ကြားကြော်ညာတစ်ခုဖြစ်လာခဲ့ပါတယ်လူတွေတိတ်မတိတာကပူမဟာပီလီကိုအဲ့ဒါကိုလှုပ်ခိုင်းခဲ့တာပါပဲ ဒေါ်လာ35,500ရှိတဲ့သဘောတူညီချက်နဲ့ကန်လန်းခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာအဒီနဲ့ရူဒီတို့ရဲ့ဂျာကာရန်မျိုးဟာသူတို့အသက်80ကျော်အထိတယောက်ကိုတယောက်မျက်နာမကြည့်မျက်နာမပြမိသားစုရင်းနှီးမှုတောင်မရှိတော့ပါဘူးရူဒီဟာ1994ခုနှစ်မှာအဆုတ်ကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်အဒီဟာလည်းတိတ်မကြခင်မှာပဲတိတ်ဆုံးသွားခဲ့ပြီးသူတို့ရဲ့မျိုးလေးမှာပဲမြုပ်နှံခဲ့ပေမဲ့တယောက်တစ်ဖက်စီရှောင်ပြီးမြုပ်နှံထားခဲ့ကြပါတယ် သူတို့ရဲ့အမုန်းတွေဟာတည်ဆုံးတဲ့အချိန်ထိတော့မကုံဆုံးနိုင်ခဲ့ပါဘူး1969ခုနှစ်တွင်မှပူမာနဲ့အဒီတက်တို့ဟာဒေဝါလီခံရမယ့်အနေအထားထိရောက်ခဲ့ရပါတယ်ဒီထောင်သူများကလည်းတည်ဆုံးသွားခဲ့ပါပြီသူတို့ရဲ့သားဖြစ်တဲ့ဟွန်နဲ့အမင်တို့ကလည်းထိန်ချုပ်မှုကနေနှုတ်ထွက်သွားခဲ့ကြပါတယ်အဒီတက်ဟာဆွစ်ဇာလန်ဘီလန်နာရောဘတ်လူးဝစ်စ်ဒရိုင်ဖာရဲ့လက်ထက်ကိုရောက်သွားခဲ့ပါတယ် ပူမာကိုတော့ဂျာမန်လူငယ်တူဝယ်ယူခဲ့ပြီးပြန်လည်တိုးတက်စေဖို့အရေးအသွင်းမြင့်ထုတ်ကုန်တွေနဲ့ Formula 1စည်းကွက်ထဲမှာထိုးပေါက်ခဲ့ပါတယ်။2013ခုနှစ်မှာ Reebok ကို3.8ဘီလီယံနဲ့ဝယ်ယူပြီး Kylie Jenner ရဲ့ GC ပူပေါမှုက Adidas ကိုကမ္ဘာ fashion မြင်ကွင်းမှာပြန်လည်အောင်မြင်လာနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ Adidas ဟာ Nike နဲ့ပြိုင်နေတဲ့အနေအထားကိုပြန်လည်ရရှိလာခဲ့ပါတယ်။ Puma ဖက်မှာလည်း Rihanna ကိုဖန်တီးမှုဒါရိုက်တာဖြစ်ခံထားပြီး fashion နဲ့အကစားအရေးသွေးပေါင်းစပ်ခဲ့ပါတယ်။ ဥဆိုင်ဘော့ဖော်မြူလာ1နဲ့နောက်ထပ်ထိုက်တန်းအမှတ်တံဆိုင်များနဲ့ပူးပေါင်းကဘူမာကထပ်မံတက်တန်းတိုးနိုင်ခဲ့ပါတယ်။2009ခုနှစ်မှာတော့တကယ်ကိုထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပေါ်လာပါတယ်။အက်ဒီနဲ့ရူတီရဲ့မွေးရမျိုးလေးမှာအက်ဒီတက်နဲ့ဘူမာရဲ့ဝန်ထမ်းတွေ အပါအဝင် CEO နှစ်ဦးကတစ်ဖက်တစ်သိန်းကစားပြီးတမိုင်းဝင်ရန်ညိုးကို ဖြည့်ချင်းခဲ့ကြပါတယ်။ဒါပေမဲ့မြေတစ်ဖက်ကမှအတ္တိတရှိတယ်တစ်ဖက်မှာတော့ပူမရှိတယ်ညီကိုလေးတေဆုံးပြီးချိန်မှတော့တင်းကျင်းတွေဟာကွဲနေဆဲပါပဲခင်ဗျာ ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ Editor နဲ့ပူမကိုတီထောင်ခဲ့တဲ့ညီကိုနှစ်ယောက်ရဲ့ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးတဲ့တဦးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာတော်ဆိုရင်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်